ဒီမိုကရတီမြမအတန် TVB ရဲ့မေလ22ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မြမအရေးတွဲဆုံဆွေးနွေးမှုများဆက်လုပ်ရန်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတိုက်တွန်းလိုက်တဲ့သတင်း၊ရန်ကုန်မှာအငိမ့်သာတပ်အမတ်ဘုံဦးချုပ်ဟောင်းဦးချိုထွန်းအောင်ပြစ်ခတ်ခံရတဲ့သတင်းနဲ့ငလင်နဲ့ပြည်တွင်းစစ်ကြောင်းတေဆုံရတဲ့မြမကလေးငယ်တွေအတွက် Miss World အလမဲကထုတ်ဖော်ပြောလိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ။ မနက်ကမှမက်လာ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျာဒေသရင်းတန်ခင်းတမန်ခင်းပြန်ရှင်သန်မှုအ धिक အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကခေါ်ဆိုလိုက်ပြီးအာဆီယံအဖွဲ့အားလုံးနဲ့ပုံနက်နက်ဆိုင်ဆိုင်ထိတွေ့ဆက်ဆံမှုတိုက်တွန်းလိုက်ပါတယ်မြန်မာနိုင်ငံမှာလူပေါင်း3900ကျော်တေဆုံးခဲ့တဲ့သခိုင်းငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်တွဲဆောင်ဆွေးနွေးတာတွေဆက်လုပ်ဖို့အာဆီယံအဖွဲ့ဝင်တွေစီကထောက်ခံမှုတညီတညွတ်တည်းရထားတယ်လို့ဝန်ကြီးချုပ်အန်ဝါကပြောပါတယ်မလေးရှားဟာမြန်မာနိုင်ငံပဋိပက္ခမှာပါနေတဲ့အဖွဲ့တွေအများကြီးနဲ့အလို့သဘော ဆဆွေးနွေးခဲ့ပြီးဒီလှုပ်ရှားမှုကိုအာဆီယံရဲ့ပထမဆုံးအလေးနက်ထားတီးတွေ့ဆက်ဆံရေးကြိုးပမ်းမှုအဖြစ်ဘောင်ခတ်ထားတယ်လို့အန်နွာကထုတ်ပြောပါတယ်။နောက်တစ်ခါအရေးကြီးတာကလူကုန်တိတ်ကလူတွေကိုတတ်တာဒါမှမဟုတ်သူတို့ရဲ့အိမ်တွေကိုမီးရှို့တာရပ်ပစ်ရမယ်လို့အန်နွာကပြောပါတယ်။မလေးရှားနိုင်ငံဟာအဖွဲ့ဝင်ဆယ်နိုင်ငံရှိတဲ့အရှေ့တောင်အာရှနိုင်ငံအသင်းအာဆီယံရဲ့လက်ရှိအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတာဖြစ်ပြီးမြန်မာအာဏာသိမ်းစစ်ကောင်ဆောင်နဲ့ရောအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပါထိတွေ့ဆက်ဆံမှုတွေပြုလုပ်နေတာပါ။လာမယ့်သတင်းပတ်မှာလည်းအာဆီယံထိပ်သီးအစည်း အဝင်းနဲ့ဆက်ဆက်အစည်းအဝေးတွေကိုမလေးရှားနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီးမြမအရေးဆွေးနွေးပွဲနှစ်ခုလည်းကျင်းပဖို့ရှိနေပါတယ်။ ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်၅ရက်ကွက်ဝိဇာလန့်မှာမေ22ရက်ဒီကနေ့မနက်9:00နာရီခွဲကအငိမ့်စားတန်အမတ်ဗိုလ်မှူးချုပ်အောင်ဦးချိုထွန်းအောင်တနက်နက်ပြစ်ခတ်ခံရတယ်လို့မြို့ကန်တွေစီကတီးရပါတယ်။ဦးချိုထွန်းအောင်ကိုသူ့ရဲ့နေအိမ်ရှိမှာတနက်ကင်ဆောင်ထားသူတွေကပြစ်ခတ်ခဲ့တာဖြစ်ပြီးဒဏ်ရာတွေရရှိကစစ်ကောင်စီတပ်ကလူနာတင်ရင်နဲ့စစ်ဆေးရုံကိုခေါ်သွားတယ်လို့မြို့ကန်တယောက်ကပြောပါတယ်။ဦးချိုထွန်းအောင်ကို Golden Valley Warriors မြို့ပြပျောက်ကြားတပ်ဖွဲ့ကပြစ်ခတ်ခဲ့တာလို့တီးရပါတယ်။ရန်သူထောက်တိုင်တွေကိုစနစ်တကျအစည်းအဝေးပြုစုပြီးထောက်လန်းနေကြောင်းနဲ့အနောက်ပါလက်ရက်ကော ံပစီကြီးတပယ်ရင်စတဲ့ဘုံကျဲတိုက်ခိုက်မှုတွေမှာတည်ဆုံသွားခဲ့ရသူတွေအတွက်တရားမျှတမှုကိုမရရတဲ့အနည်းနဲ့ယူမယ်လို့လည်းပြောပါရတယ်။ပြစ်ခတ်ခံရသူဦးချိုထွန်းအောင်ဟာအငိမ့်သားဘုံမှုချုပ်ဟောင်းတယောက်ဖြစ်ပြီးတမရဦးသိန်းစင်အစိုးရလက်ထက်ကကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာတန်အမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ပြီးအငိမ့်သားယူခဲ့ပါရတယ်။၂၀၂၂ခုနှစ်နိုဝင်ဘာမှာဦးချိုထွန်းအောင်ကိုအာနာသိန်းစစ်ကောင်းဆောင်ကဝနကြော်တင်ပွဲပေးခဲ့ပါရတယ်။ ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်စစ်ကောင်စီရဲ့ပလက်တွန်နဲ့မော်ခီးစခန်းတို့ကိုဗိုလ်ချုပ်စောနယ်ဒါမြဦးဆောင်တဲ့ကောတူးလီအာမီ KTLA နဲ့တော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်နေပါဗယ်။မေ21ရက်မနက်9:00နာရီလောက်ကစတင်ပြီး KTLA ပူပေါင်းတပ်တွေကဒရုန်းတွေနဲ့စတင်တိုက်ခိုက်ခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါဗယ်။နှစ်ဖက်တိုက်ပွဲတွေကြောင်းဒေသခံပြည်သူ200လောက်ဟာထိုင်းနိုင်ငံဘက်ကိုစစ်ဘေးတိမ်းရှောင်ခဲ့ရပါဗယ်။ပြည်သူလူထုတွေဒေထိုင်တဲ့ရွာမှာဆိုရင်ဒရုန်းတွေလေကြောင်းတိုက်ခိုက်မှုတွေရှိတဲ့အတွက်ကြောင့်မို့လို့စိုက်ထားတဲ့ရာဘာချမ်းတွေလေယာစိုက်ခင်းတွေတိ က်ဆန်တွေထိခိုက်ပျက်စီးတာတွေအများကြီးရှိတယ်လို့ KBSN ပြောရေးဆိုခွင့်ရှိသူ No Cherry ကပြောပါတယ်။ကရင်မျိုးသားစည်းရုံး KNU တပ်မဟာခွင့်နဲ့မြေလှိုင်းပွဲမြို့နယ်ဒေါနာတောင်အရှိချမ်းထိုင်းနယ်စပ်တလျှောက်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကပူလူတူခလေဒီတခေါ်ဘီခီ မော်ဖာတူတာလယ်ဗျူဟာမေလာမော်ဖိုကေစခန်းတွေကို KNU တပ်မဟာခွင့်နဲ့လက်အောက်ခံပူးပေါင်းတပ်တွေကတင်းယူပြီးဖြစ်တယ်လို့သိရပါတယ်။ န္တလေးတိုင်းကြောက်စံမြို့နယ်ဘောဂဝတီအုံစုစီစုံရက်ကွက်မှာမေ22ရက်မနက်အစောပိုင်းတနာရီမိနစ်90လောက်ကဝါယာရှော့ဖြစ်ပြီးမီးလောင်မှုကြောင့်အိမ်တလုံးပျက်စီးပြီးလူ၄ယောက်သေဆုံးခဲ့တယ်လို့မြို့နယ်မိသက်အဖွဲ့ကပြောပါတယ်။မီးလောင်မှုဟာအိမ်အောက်ထပ်ရှိရေခဲတစ်တာကနေဝါယာကျိုးအပူလွန်ခဲ့ရာကစတင်ခဲ့တာဖြစ်ပြီးတိုက်ခန့်ပြင်းကင်းနှစ်ထပ်အဆောက်အုံတစ်ခုလုံးကိုကူးဆက်သွားတာဖြစ်ပါတယ်။မီးလောင်မှုနေရာကိုမြို့နယ်မိသက်ကမိသက်ရင်း၂စီးရေးတရင်း၂စီးနဲ့မြို့ခံလူမှုကွန်ရက်အသင်းတွေကပူးပေါင်းညှိနှိုင်းတက်ခဲ့ကြလို့မနက်စောပိုင်း2:25မိနစ်လောက်မှာမီးညံ ိမ့်သွားပြီးပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတက်ဆိုင်ရာအဖွဲ့တွေကစစ်ဆေးတွက်ချက်နေစေဖြစ်ပါတယ် 82ကြိမ်မြောက် Miss War ပြိုင်ပွဲကိုမြန်မာကိုစားပြုတွားရောက်ရှင်ပြိုင်နေတဲ့အလှမဲ့ခီစာခင်ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးနဲ့ပြည်တွင်းစစ်ကြောင်းကလေးငယ်တွေတည်ဆုံခရကြောင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်အလှမဲ့တွေကိုလူမှုဆက်ဆံရေးစွမ်းရည်နဲ့လူမှုရှေ့စကားပြောဆိုမှုစွမ်းရည်တွေကိုစစ်ဆေးတဲ့ Head to Head Challenge ပြိုင်ပွဲမှာအခုလိုထုတ်ဖော်ပြောဆိုလိုက်တာပါမြန်မာလူမှုအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေစေဖြစ်တယ်လို့အလှမဲ့ခီစာခင်ကပြောဆိုခဲ့ပြီးမြန်မာကိုစားပြုအနေနဲ့ဒီနေရာမှာရည်ရွယ်ချက်တစ်ခုနဲ့ရောက် ်နေပြီးအမောင်ဆုံးအချိန်တွေမှာတော့အလင်းကိုရှာဖွေနိုင်ဖို့ရည်ရွယ်ချက်မျှော်လင့်ချက်နဲ့အတူတိုက်ခိုက်ဖို့ရွေးချယ်ခံရသူတယောက်အနေနဲ့ငလင်းနဲ့အခြားဘေးအန္တရာယ်တွေကြောင့်ထိခိုက်ခံစားရတဲ့ကလေးတငယ်တွေနဲ့မိသားစုတွေကိုကူညီပေးသွားဖို့ဂတိပေးတယ်လို့လည်းခီစာခင်ကပြောဆိုခဲ့တာပါငလင်းတန်နဲ့ပြည်တွင်းစစ်ကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ကလေးငယ်တွေအားလုံးအတွက်နက်နက်ရှိုင်းရှိုင်းကိုဝမ်းနည်းမိပါတယ်သူတို့လေးတွေဟာကျောင်းဝတ်စုံလေးတွေစာအုပ်တွေကျောင်းလွယ်အိတ်လေးတွေသွေးစွန်းသွားခဲ့တာကိုတိတောင်တိကြပါမလားရှင်တကယ်ကိုဝမ်းနည်းရပါတယ်ကလေးလေးတွေကောင်းရမွန်ရရောက်ကြပါစေ ေလို့ဆုတောင်းလိုက်ပါတယ်လို့လည်းပြောဆိုခဲ့ပါတယ် Miss World အလှမဲ့ပြိုင်ပွဲကိုအိန္ဒိယနိုင်ငံ Hyderabad မြို့မှာမေ9ရက်ကနေ31ရက်အထိကျင်းပသွားမှာဖြစ်ပါတယ်မြမကိုစားပြုအလှမဲ့ခီစာခင်ကတော့အသက်18နှစ်အရွယ်အလှမဲ့တယောက်လည်းဖြစ်ပါတယ်